တနေ့တလုံးမှာအလုပ်တွေလုပ်ရမယ်အိမ်ပြင်ထွက်ရမယ်လုပ်ငန်းကင်တာတွေသွားရမယ်လုပ်ရမယ်လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာချုပ်တတ်တယ် accident accident နဲ့ပြောကြတာမမျောလင့်ပဲနဲ့ဖြစ်တာကို accident လို့ခေါ်တာအဲ့တော့အန္တရာယ်ဆိုတာတွေကိုချုပ်တတ်တော့ဒီအန္တရာယ်တွေမချုပ်ကြရအောင်ဘာလို့ဖို့လိုအပ်တယ်လဲဆိုတာမှန်ကန်တဲ့နည်းတစ်ခုနဲ့ အန္တရာယ်တွေကိုမကြုံမှုဖရာအတွက်ဟောဒီဒုတိယတတိယမြောက်သရုပ်ထမြောက်ခါထာလေးကမပြောတော့ဆိုတပ်ပိဘုရားဖလပတ္တာပိစိကံနေသယံပလံအရဟန္တာနေသတေစေနရက္ခံပန္နာမိသဘတော်ရက္ခဆိုတာအဆောင်အရှောင်အကာအကွယ်တစ်ခုလုံးလိုက်တယ်အေးဒါကြောင့်မို့လို့ပြောကြတယ်ခေးသွားလို့ရှိရင်တမ္ပုတ်တွေရွတ်သွားတယ်ဆိုတာတမ္ပုတ်တွေဆိုဖျားရှိခိုးတာပဲ ဖះကိုအာယုံပြုပြီးတော့ရှ िख ိုးတာဒါလည်းဖះကိုအာယုံပြုလိုက်တဲ့ချင်းကိုယ်စိတ်ထဲမှာကုသိုလ်တွေဖြစ်သွားတယ်အဲ့ဒီကုသိုလ်ကကာဝယ်ဆောင်ရှောက်တယ်လို့ဆိုလိုတာကုသိုလ်ရအောင်လုပ်ဖို့တော့လိုအပ်တယ်ပေါ့ဖះကိုအာယုံပြုဖို့လိုအပ်တယ်အခုကြည့်ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းလို့ဆိုတော့ရခံဗန္ဒာမိသဘတော်အရခတ်သိန်းကနေပြီးတော့ကို့အတွက်အကာအကွယ်ဖြစ်အောင်ဆောင်ရှောက်ဖို့လုပ်ပါတယ်တဲ့ဘာနဲ့အဆောင်ရှောက်ဖို့လုပ်တာလို့ဆိုတော့ သဗ္ဗေဗုဒ္ဓဗလပတ္ထခရီးတွေဆိုတာစွာအမတန်မှကြီးတယ်ကာယဗလညာနာဗလဆိုတာတို့စွာအကြီးတယ်ခရီးမှန်များစွာအားတွေအမတန်ကြီးတယ်အဲ့ဒီခရီးတွေရဲ့စွာအားကိုအသုံးပြုပြီးတော့ဟုတ်လားအနိယခင်မှုကိုစောင့်ရှောက်မှု ကာကွယ်မှုကိုစီမံပါတယ်လို့ဒီလိုပြောတာဆလိုရာကမြတ်စွာဘုရားရဲ့ခုံကိုချစ်ကျွလိုက်တာပဲတပ္ပိဗုဒ္ဓဗလပတ္တာဆရာရှင်နေအားလုံးဟာ ကာယဗလညာနာဗလဆိုတဲ့စွမ်းအားတွေကိုရရှိထားတာဖြစ်ပါတယ်။အဲ့ဒီဖရားရဲ့စွမ်းအားတွေနဲ့ကျွန်ုပ်အကာအကွယ်လုပ်ပါတယ်။ဒါနဲ့အမြဲတမ်းမှန်ကန်တဲ့ဤစနစ်နဲ့လုပ်တာဖြစ်တယ်ပေါ့နော်။ပစ္စေကံင်းစာယံဗလံဖရားတယ်ဝန်ကဘူးပစ္စေကဘုရားအရှင်မြတ်တွေလည်းစွမ်းအားတွေရှိ။အဲ့ဒီစွမ်းအားတွေနဲ့အကာအကွယ်လုပ်ပါအရဟံတန်င်းစသေစေတရဟန္တာပုဂ္ဂိုလ်ရဲ့အရှင်ဝါတွေလည်းရှိတယ်။ အဲ့ဒီအရှိန်အဝါတွေကိုတုံ့ချပြီးတော့ဟောလာကိုယ့်အတွက်အကာအကွယ်ဖြစ်စေပါတယ်လို့ဒီလိုပြောတာအဲ့တော့ဖခင်ကချီးမွမ်းပြီးတော့ဖခင်ရဲ့စွမ်းအားတွေရင်ထဲရောက်အောင် လုပ်တယ်တရားရဲ့စွမ်းအားဒီပိစိကဗုဒ္ဓရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်ယန္တာပုဂ္ဂိုလ်မြတ်တွေရဲ့စွမ်းအားဒါအာယုပြုတ်လို့လိုအပ်တာပေါ့နော်။လောကမှာပွင့်သွားတဲ့ဖရာတွေအများကြီးရှိတယ် အဲ့ဒီပွင့်သွားတဲ့ဖရာတွေကိုစိတ်ထဲကအာယုံပြုတ်လိုက်ပြုတ်ပြီးတော့အဲ့ဒီဖရာတွေအားလုံးကစွမ်းအားကြီးမားတော်မူကြတယ်။တခါပိစိကဗုဒ္ဓတွေပွင့်သွားကြတာလည်းတော့မဟုတ်ဘူး။အဲ့ဒီပိစိကဗုဒ္ဓတွေရဲ့စွမ်းအားလည်းမတမ်းမကြီးမားတယ်။လောကမှာယဟန္တာပုဂ္ဂိုလ်တွေဆိုတာရှိတယ်။ယဟန္တာပုဂ္ဂိုလ်တွေမှာလည်းစွမ်းအားမတမ်းမကြီးတယ်။အဲ့ဒီအရှင်မြတ်တွေရဲ့စွမ်းအားကကျွန်ုပ်တို့အဆောင်ရှောက်ဖြစ်ပါလေ။ ဒါအမတန်ကောင်းတဲ့အတိတ်ပဲဘုရားတရားတန်ခါကိုကိုကတတိယပြီးတော့စောင့်ရှောက်လုပ်တဲ့အတိတ်ပဲမျိုးဖြစ်တယ်ပေါ့အဲ့တော့နန္နခင်းမှာအင်ဂျင်ထွက်အလုံးလုံးခီးသွားအလုံးလုံးတဲ့အခါဒီလိုအကာအကွယ်စောင့်ရှောက်ကလေးနဲ့လုတ်သွားဖို့အတွက်ပုပ္ပန္နတုတ်ထဲမှာဒါကိုလည်းထည့်သွင်းပြီးတော့ရေးသားထားကြတယ်